ဖြစ်နိုင်တော့ဘူးလို့ထင်ထားတဲ့အပြောင်းရွှေ့ပုံမြင်တဲ့ပုံအသက်ဝင်လာခြင်းဟုတ်ကဲ့ပါဒီနေ့လေးမှာဒီ United နဲ့ပတ်သက်တဲ့ပေါ့နော်ဒီအပြောင်းရွှေ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်အဲ့ဒါတော့ဒီကျွန်တော်တို့မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ပေါ့နော် Sporting Lisbon ရဲ့တိုက်စစ်မှု Viper Yorkrat ကိုဒါခေါ်ယူဖို့သတင်းပေါ့နော်အဲ့ဒီသတင်းကအခုတလောမှာဒီ United ရောင်းနိုင်ကြီးများတယ်ဆိုပြီးတော့ပိုပြီးကျေပြန့်လာတယ်ပေါ့နော်ဒီ Yorkrat က နာမည်ကြီးွားတာတော့ဒီ United ကနေ MU ကိုခေါ်မယ်ဆိုပြီးသတင်းတွေထွက်တယ်ဗျအဲ့ဒီအချိန်မှာသူ Man City နဲ့ကန်ရတယ်သတင်းတွေထွက်ပြီးမှသူ Sporting ရဲ့ Man City Champion League ပွဲမှာကန်ရတယ်အဲ့ဒီပွဲမှာ hat trick သွင်းသွားတယ်ပေါ့နော်ပြီးတော့အဲ့ဒီကနေစပြီး media တွေထပ်มาဒီပို့ပြီးတော့ကြောကြားလာတယ်ပို့ပြီးတော့နာမည်ရလာတယ်နောက်တစ်ခုကသူ့ရဲ့ဒီ Champion League မှာရောပေါ်တိုမှာရောပြန်သနေတယ်ပေါ့နော် Twin Go Nong Twin Go Nong ကလည်း Immortal ကကြောက်စရာကောင်းတဲ့ Twin Go Nong ဖြစ်တယ်ပေါ့ ပြီးတော့ဒီ Amorin ရဲ့တပည့်လည်းဖြစ်ဖြစ်တာကြောင့်ရောပေါ့နော်ဒီရာဒီကုံရင်တော့ United ကိုရောက်လာမယ်ဆိုပြီးတော့အစောပိုင်းနေရာတရင်ကြီးနေတာပေါ့နော်အဲဒီ United က Europa League ပိုလူပွဲမှာသာအနိုင်ရရှိခဲ့မယ် Champion League ဝင်ခွင့်သာရရှိခဲ့မယ်ဆိုရင် Jokrat ကဒါတေချာဘောက်ကိုရောက်လာနိုင်ရရှိတဲ့ကစားသမားပေါ့နော်ဒါပေမဲ့သိတဲ့အတိုင်းပဲ United က Europa League နေရဘူး Champion League မဝင်ဘူးဆိုတော့ Jokrat Indonesian ဖြစ်သွားတယ်နောက်တစ်ခုကတော့ Arsenal ကလည်း အဲ့ဒီအချိန်မှာယောကရက်ကိုခေါ်ယူဖို့ဆိုပြီးအဲစ조사လာတယ်ပေါ့နော်ဆိုတော့ကကစားသမားအနေနဲ့ကဒီဥရောပဝင်ခွင့်အတွက်ကိုဒါကစားခြင်းနဲ့ချန်ပီယံလိမ့်မှာကစားခြင်းနဲ့ဆိုတော့အဲ United ဒီရောက်မလာနိုင်တော့ဘူးလို့ကျွန်တော်တို့အားလုံးကထင်မှတ်ခဲ့တာ Arsenal တင်းတဲ့သဘော Arsenal အသင်းကိုပဲပြောင်းမယ်လို့ပဲထင်မှတ်ခဲ့ရတာနေပေါ့နော်အခုတဖန်မှာအခုရပိုင်းအတွင်းမှာတော့ United ကိုရောက်လာနိုင်ကြီးရှိတယ်ဆိုတဲ့သတင်းတွေပြန်ပြီးတော့လှုပ်ခတ်လာပါပြီအဓိကကတော့ဒီ Arsenal အသင်းက လိုက်ပစ်တိုက်စင်မှုဘင်ဂျမင်ဆက်ကိုကိုသူတို့အတိတ်ကလိုက်နေတယ်ဆိုပြီးတရင်ထွက်လာတယ်ဗျဆိုတော့ကဒီဆက်ကိုခေါ်မယ်ဆိုရင်ယော့ကရက်ကိုတေချာဘောက်ခေါ်တော့မှာမဟုတ်ဘူးအနောက်တစ်ခုကဒီအတင်းကြီးတွေရဲ့အခြေအနေကိုကြီးလိုက်မယ်ဆိုရင်လည်းချက်စီးယားဒီလက်ကိုခေါ်သွားပြီပေါ့နော်ဥပမာလေဘာဝူးဆိုရင်လည်းခေါ်ဖို့မရှိဘူးသူတို့ဖေဗီယန်ဝိရဲ့ဖရင်ပောင်ရဲ့ခေါ်ပြီးသွားပြီဆိုတော့တိုက်စင်မှုခေါ်နိုင်ကြီးအင်မတန်နည်းတယ်လေဘာဝူးဆိုလည်းမရှိတော့ဘူးဥပမာနျူကတ်ဆဲဆိုအီဆက်ရှိပြီဒါပြီးရင်ဒီ န်စီးရီးယားတော့ဟာလန်ရှိပြီးသားဆိုတော့ထူးထွေပြောပြရမလို့စပိန်ဘက်ကိုကြည့်မယ်ဆိုလည်းကျွန်တော်တို့ဘာစီယိုဒီမက်ထရီရောကွာတို့ရဲ့အမာကန်တိုက်စစ်မှုတွေရှိပြီးသားပဲပေါ့နော်ရှိပြီးသားပဲဆိုတော့လောလောဆယ်ပေါ့နော်ယော့ဂရက်ကိုအပြိုင်ခေါ်ယူမယ်တင်းရလိုက်တာရှိမနေတော့ဘူးဘိုင်ယန်မြူးနစ်နဲ့ PSG ဆိုလည်းခေါင်းနိုင်ကြီးမရှိဘူးပြတို့တိုက်စစ်မှုတွေဒါရှိပြီးသားပဲဆိုတော့မရှိတော့ဘူးမန်ယူနဲ့အာဆင်နယ်က အလေးသာဆုံးပဲပေါ့နော်အဲ့ဒီအရောင်မှာကိုကအာဆင်နယ်ကလည်းနှုတ်ထွက်သွားပြီသူတို့ဒီဘင်ဂျမင်ဆက်ကိုပဲအသေးအံလိုက်နေတယ်ဆိုတော့ United အသင်းပဲကြံတော့တယ်ပေါ့နော်အဲ့ဒါဒီ United နဲ့ဘာလို့တတင်းတွေကကျင်လောင်လာလဲဆိုတော့ Amorin ကသူတပည့်ကိုအရင်ကလည်းခေါ်ခြင်းတယ်အခုတည်းလည်းခေါ်ခြင်းတော့မယ်တိုက်စစ်မှုမီးဘသူခေါ်မလဲမီး Amorin ကတော့ကျွန်တော်ကကျွန်တော်တပည့် Jogra ပဲခေါ်မယ်ဒီကောင်ပဲခေါ်မယ်ဆိုပြီးတော့ပြောပါဗျာအဲ့လိုမျိုးဆိုတော့ဒီ Jogra နဲ့အပြောင်းရွှေ့တွေဒီတကယ်ဖြစ်လာမလားဆိုတဲ့ဒီ စိတ်ဝင်စားမှုတွေရှိလာတယ်ပေါ့နောက်တစ်ခုကတော့ဒီကစားသမား ပုံမှာဒီလူတိုင်းရဲ့အမြင်တွေကလည်းမတူကြဘူးပေါ့ယောက်ရက်တီလည်းပြီးခဲ့တဲ့200စီမှာတော့တကယ်ကို standard performance ပြတာကတိုက်စစ်မှုတိုက်စစ်မှုကိုမှထိတ်တန်းတိုက်စစ်မှုတယောက်ရဲ့အကြီးသွေးပြတာတာဖြစ်တယ်ပေါ့နော်သူကသူပေါ်တူဂီလိမ့်မှာပဲအများကြီးတွင်တွင်တိုက်စစ်မှုကကိုသွင်းနေတယ်ဆိုရင်တော့ဒါတိုက်စစ်မှုကောင်တက်ရောက်လို့ကျွန်တော်တို့ကတက်မရမှာပဲပေါ့နော်စပိုတင်းမှာသူတွင်းခဲ့တဲ့တွင်ကိုနှုံနေရလဲအမတန်ကြောက်စရာကောင်းတယ်သုံးတဲ့ဒီပွဲ တပွဲတကူနှုံးပေါ့နော်အနည်းဆုံးတပွဲတကူနှုံးတော့သူတွင်ထားတယ်တွင်ကိုရေအတွက်ဆိုရင်လည်းဒီအင်မတန်မှညားတယ်ပေါ့လေဥမာပွဲ90နဲ့ဆော့တယ်43ကိုတွင်တယ်52ပွဲဆော့တယ်54ကိုတွင်တယ်ပေါ့နော်အင်မတန်မှဒါချီကျူးလိုက်တဲ့ကိုတွင်နှုံးဖြစ်တယ်ပေါ့ဒါပေါ်တူဂီလိဂ်ကိုတည်တန်းဒီချန်ပီယံလိဂ်မှာလည်းသူကိုတွေတွင်ထားသေးတယ်ပေါ့နော်ဒါပေမဲ့လည်းဒီ၈နှစ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်တော့အဲ့လောက်မကောင်းဘူးဗျာယောဂရကတကယ်တော့ဒီ သူ့ရဲ့လူငယ်ကစားသမားဘဝကိုသူ Brighton မှာလာပြီးတော့ဖြတ်တန်းလိုက်သေးရေပေါ့နော်ကစားသမားဘဝဆိုတာဒီလိုမျိုးပေါ့ဗျာတခြားအသင်းတွေအမှာသူကောင်းနေတယ်ကောင်းနေတော့ Brighton ကဒါ Premier League ကိုခေါ်လိုက်တယ်2019မှာစပြီးခေါ်လိုက်တာဗျာ2018 19 20အဲ့ဒီချိန်ထိကိုသူဒီ Brighton မှာကစားသွားတယ်ပြီးတော့ဒီ Saint Pauli ရဲ့မှာငှားသွားကစားတယ်အဲ့မှာလည်းသူမဆိုးဘူးဗျ28ပွဲမှာ9ဂိုးလောက်သွင်းတယ်ပြီးတော့ဆွမ်စီကိုငါးထွက်ကစားရပြန်တယ်2020မှာအဲ့ဒီမှာတော့12ပွဲမှာ2ဂိုးလောက်ပဲသွင်းနိုင်တယ်ကိုဖင်ဒရီ ကိုဗင်ဒရီမာလည်းဒီအငားသွားကန်တော့က19ဝဲ3ခုပေါ့19ဝဲမှာ3ခုလောက်တွင်းနိုင်တယ်အဲ့ဒီကနေဒီ Brighton ကကိုဗင်ဒရီကိုပဲဒီရောင်းချလိုက်တယ်ဗျအဲ့ Championship မှာတော့သူ48ပထမရာသီမှာ48ပွဲ18ကိုတွင်းတယ်ဒုတိယရာသီမှာတော့ပွဲ90မှာ22ကိုတွင်းတယ်ဆိုတော့မဆိုးဘူးဗျာဒီနှစ်ပွဲတကူနှုန်းတော့သူ Championship မှာတော့တွင်းလာပြီပေါ့အဲ့ဒီကနေပြီးတော့2023မှာပဲဒါ Porto တင်းကသူ့ကို ခေါ်ယူခဲ့တယ်ပေါ်တိုအသင်းမှာသူနှိမ်ရသည်ကစားတယ်ပေါ်တိုအသင်းမှာတော့ခဏခါပြောတဲ့အတိုင်းပဲပွဲ90လောက်ကစားတယ်43ဂိုးတွေသွင်းတယ်ပွဲ92ပွဲလောက်ကစားတယ်48ဂိုးနီးပါးလောက်သွင်းတယ်ဆိုတော့ပါဘိုးသွင်းလုံးရတကယ်ကိုကြောက်စရာကောင်းတယ်ပေါ့နောက်တစ်ခုကတော့ဒီပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့လေဒီကစားသမားတွေကဒီကန်ဆယ်မဲထိုးသလိုပဲဗျာမဟာလန်းတို့ဘာပေလို့ဆိုဆိုရင်တော့တည်ကြပြီသူအသက်23လောက်တည်းကဒီကောင်တွေကဘယ်မှာပဲကန်ကန် ခြေသွမ်းပြမယ်ဆိုတဲ့ site ဖြစ်နေပြီ။ Yogurt ဆိုခုက20ခွန်ရှိနေပြီ။ Jimmy Bae နဲ့တောင်ခက်စင်စင်ပဲ။ဒီ26 20ခွန်မှာပို25ကျော်မှာသူကကောင်းလာတဲ့ပို့ကောင်းလာတဲ့သဘောဖြစ်နေတာပေါ့။ဒီအသက်ရွယ်အားဖြင့်တော့ဒီတင်းတင်းနဲ့အရွယ်လို့ပဲပြောရမယ်။20ခွန်ဆိုအသက်30လောက်ဒီကစားမယ်ဆိုရင်3နှစ်လောက်တော့ AC တုံးလို့ရရပြဒါပေမဲ့ပြဿနာတစ်ခုရှိတာ white land လို့လို့ပဲ anthony လို့လို့ပဲအခြားလိပ်ကနေကပြောင်းလာမယ်ကစားသမားဖြစ်တယ်ပရီးမီးယားလိပ်မှာအဆင်မပြေလို့ဒါထွက်သွားရတဲ့ ကစားသမားပေါ့လေပြီးတော့သူသူ့တက်အွယ်တခုမှသူပရီးမီးယားလိဂ်ကိုပြန်လာတယ်စင်ပြေပါမလားဒီလိုမျိုးမိကုန်းတွေကတော့ရှိတယ်ပေါ့ဗျာဒါပေမဲ့လည်းဒီလက်ရှိဈေးကွက်ထဲမှာကြီးလိုက်ရင်ယောဂရက်နဲ့ကောင်းနဲ့တိုက်စစ်မှုမျိုးပေါ့နော်ထက်ရှားဖို့ကလည်းတိတ်မလွယ်ဘူးဗျာဘာလို့လဲဆိုတော့ဟိုတကယ်ဒေါင်တော်မီတိုက်စစ်မှုတွေကဘာထိတ်တန်တိုက်စစ်မှုတွေဒီကဘာအဆင့်မှာ၃လနှစ်နီးပါးပေါ့နော်စက်တက်တည်ပြလာတဲ့ကစားသမားတွေအကုန်လုံးကအသင်းကြီးတွေနဲ့အတူသူ့အာနဲ့သူအထိုင်ကျပြီးသား သူတို့သွားခေါ်ဟွာဆိုတာဖြစ်နိုင်ရေပေါ့နော်ကျွန်တော်တို့ဒီယောဂရက်ရှိမယ်စက်ကိုရှိမယ်ပြီးရင်လီယန်ဒီလက်တို့ရှိမယ်ပြီးရင်ဟိုကောင်ခရဖတ်တင်ရဗျာအီဂီတိုက်ဆိုလာပါဆိုလာပြင်းတိုက်ဆင်မှုဒီကောင်လေးတွေရှိမယ်ဗျာသူတို့တွေတော့ပဲရှိတယ်အရင်မြန်မာစားစားမရှိဘူးဗျာဒီတောင်တော်မီတိုက်ဆင်မှုတွေမှာဆိုတော့ကဒီယောဂရက်ခေါ်တယ်ဆိုလဲကျွန်တော်ကတော့သဘောကျတယ်ခေါ်ဘာလို့ရောဆိုတော့ဒီအန်တိုနီတို့ဖိုင်လန်တို့နဲ့တော့စမ်းကြည့်ပြီဗျာဒီကစားသမားနဲ့ထပ်စမ်းကြည့်တော့ရောဘာဖြစ်မှမဟုတ်လို့လဲပေါ့နော်ပြီးတော့လဲဒီ ် MO ရဲ့လက်အောက်မှာသူလက်အောက်မှာလည်းဖြစ်တယ်နောက်တစ်ခုကဒီ3လနှစ်တစ်ဆိုတဲ့ကစားကွက်အထိုင်မှာလည်းသူနှစ်နှစ်လောက်ကစားလာတယ်အဲ့ဒီကစားကွက်ထိုင်ရနေပဲ twin goal တွေအများကြီး twin ယူခဲ့ရဆိုတော့ United မှာကောင်းကျင်လေကောင်းလာမှာပေါ့နောက်တစ်ခုကတော့ဒီနှစ်ရာသီဇက်တိုက်ပြအမကန် twin goal နှုံးနေပြလာတဲ့ကစားသမားတစ်ယောက်ဆိုတော့အာကျွန်တော်တို့ဒီဟိုအဆင်ပြေနိုင်ကြီးကပုံများတယ်အဆင်မပြေနိုင်ကြီးတက်ပေါ့နော်အဆင်မပြေနိုင်ကြီးလည်းရှိတာပဲအဲ့တော့ဘယ်ကစားသမားကိုပဲကော်ပေါ့ဒီ rig ကတော့ဒါယူရတာပဲပေါ့နော်ဆိုတော့က ီဖြစ်မလာနိုင်ဘူးလို့ထင်ထားခဲ့တဲ့အပြောင်းရွှေ့ပုံမြင်တပုတ်ကတော့ပြန်လည်ပြီးတော့အသက်ဝင်လာပြီးဖြစ်ပါတယ်။ United ကိုရောက်လာမလားမရောက်လာဘူးလားဆိုတော့ဆက်ပြီးတော့ဒါစောင့်ကြည့်သွားရမှာပေါ့နော်။မာတီးယားကွန်ညာရောက်ပြီးသွားပြီး Ryan Ambum ကိုရောက်ဖို့အလေရာခိုင်နှုန်းများနေပြီးဒီပြီးတော့ပေါ့နော်။မာတီးယားကွန်ညာကိုပေးရတဲ့ဈေးလောက်ထိကိုပေးပြီးတော့ပေါ့နော်။ Brandford အသင်းကို United ကထက်ကန်လန်းထားရလို့လည်းတည်င်းရတယ်ပေါ့။ဆိုတော့ကသူတို့နှစ်ယောက်ကတော့ဒီ and အပူမို့လဲရောက်လာအောင်တည်ကြတဲ့လောက်ရှိနေပြီဆိုတော့ right အဲ your credit တွေလဲ괴ကာ your credit တွေရောရောက်လာမလားရောက်မလားဘူးလားဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီကိုလို့ဆိုရင်ရောဒီတိုက်စစ်မှုပုံမှာဘယ်လိုမြင်လဲဗျအတင်းနဲ့အံဝင်နိုင်မယ်ထင်မလားဒီအကြောင်းအရာလေးတွေလဲဒါပြည့်တတ်ချင်းချင်းကျွန်တော်တို့ဒီပြည့်တတ်တဲ့ချင်းချင်းဆွေးနွေးပေးသွားလို့ရပါတယ်